အခုထုတ်လွှင့်မယ့်အစီအစဉ်ကတော့မှတ်မှတ်သားသားစကားများအစီအစဉ်ပါမြန်မာနိုင်ငံရဲ့နိုင်ငံရေးလူမှုရေးတွေနဲ့ပတ်သက်ပြီးဒီပတ်အတွင်းထူးထူးခြားခြားပြောကြားခဲ့တာတွေကလည်းတချို့ကိုကျွန်တော်တို့ဖွဲ့သားကိုကျော်မင်းထွန်းကစူးစီးတင်ပြထားပါတယ်ခင်ဗျာမင်္ဂလာပါခင်ဗျာအခုတော့မှတ်မှတ်သားသားစကားများအစီအစဉ်ကိုရခိုင်ပြည်နယ်အရေးခင်းနေနဲ့ဆက်ဆက်ပြောကြားခဲ့တာတွေနဲ့စတင်ကြပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းကဖြစ်ပေါ်ခဲ့တဲ့ရခိုင်ပြည်နယ်ကလူမျိုးရေးဘာသာရေးအကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီ 68မျိုးဆက်ចောင်းသားများဖွဲ့ကအစ္စလမ်ဘာသာဝင်တဦးဖြစ်တဲ့ကိုမြအေးပြောခဲ့တဲ့စကားနဲ့စကြပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်တို့ဒီနေ့တိုင်းပြည်ကအရင်အရေးကြီးနေတဲ့အခြေအနေမှာကျွန်တော်တို့ဒီလိုတောင်းတဲ့တယောက်မိုက်ရိုင်းနဲ့ဖြည့်ရှင်းမှုအမုန်းပွားစီမဲ့လူတက်မှုမျိုးကျွန်တော်လုံးဝလက်မခံနိုင်ဘူးအဲ့တော့ကျွန်တော်ပြောပြမှာလူဆိုတာကိုယ့်အသား စိတ်လို့ရှိရင်နာတဲ့သူများအသားကိုလည်းသွားစိတ်ဆရာကြောက်လို့ရှိကိုဒီညာလူများလို့ကိုဘိုကြမယ်ဆိုရဲဆုံးမမယ်ဆိုရဲစိတ်ကြဘယ်ပါလာတရားမှမတတ်ဘူးအဲ့ဒါဆိုင်းဆိုင်းနဲ့ဒီအပြုတ်ဖြစ်နေတယ်ကျွန်တော်လုံးဝလက်မခံဘူးကျွန်တော်ထပ်ပြောတယ်အဲ့တော့တော့အစိုးရတစ်ဆက်တည်းကျွန်တော်တောင်းဆိုချင်တာကျွန်တော်တို့နိုင်ငံဟာဒီပရိသခတွေဂျားတွေကလွတ်မြောက်ဖို့အတွက်ကျွန်တော်နိုင်ငံမှာရှိတဲ့ရခိုင်တိုင်းရင်းသားတွေအထူးဖြစ်တုံးတက်မှရှစ်တန်းပဲရှိတယ်၄တန်းနီးပါးပဲရှိတယ်ရခိုင်တိုင်းရင်းသားတွေနေဘွားညဘွားလုံးချုံအောင် ကာကွယ်ပေးတဲ့ဥပဒေတွေပြဋ္ဌာန်းဖို့အချိန်တန်ပြီလို့ကျွန်တော်မြင်တယ်။နော်အခုဖြစ်နေတဲ့ပြဿနာကကျွန်တော်အစိုးရရဲ့အသုံးသတ်ပြတာပါလေ။နော်လူဟင်ချာပြဿနာကိုအစ္စလာမ်ဘာသာဝင်တွေနဲ့ဗုဒ္ဓဘာသာဝင်တွေရဲ့အရေးဖြစ်အောင်ဖန်တီးတဲ့လူတစုရှိနေပါလေ။အလားတူပဲလူဟင်ချာအရေးကိုဗန်းပြပြီးအစ္စလာမ်ဘာသာဝင်တွေခွဲခြားဆက်ဆံခံရအောင်လုပ်နေတဲ့လူတစုရှိနေပါလေဆိုတာကျွန်တော်ရှင်းရှင်းလင်းလင်းပြတ်တာပြောထားပြီးဖြစ်ပါလေ။အခုအဲ့လိုဖြစ်တဲ့ပုံမှာကျွန်တော်စိတ်ပေါ့တခိုင်းပြည်နယ်အကြမ်းဖက်မှုတွေ ပြိပခါရင်းနဲ့ပတ်သက်ပြီးတော့88မျိုးဆက်ចောင်းသားကောင်းဆောင်ကိုကိုကြီးပြောခဲ့တဲ့စကားတခုလည်းမှတ်သားစရာစကားတခုဖြစ်ဖောက်တယ်ချချင်ပါတယ်။ကျွန်တော်တို့ဒီရခိုင်ဒီနယ်မှာဖြစ်နေတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့နိုင်ငံသားဖြစ်မှုဆိုင်ရာဥပဒေများ၊ပြည်စဲဥပဒေများကိုအခိုင်အမာဖြစ်အောင်ပြန်ပြီးသုံးသပ်ဖို့လူဝင်မှုဆိုင်ရာ policy များ၊မူဝါဒများကိုပြန်ပြီးသုံးသပ်ဖို့အဲ့ဒီလိုက်စားမှုခြားစားမှုတွေနဲ့ပတ်သက်ရင်ပြတ်ပြတ်သားသား ောက်ရောက်အရေးယူဖို့အဲ့ဒါတွေဟာကျွန်တော်တို့မဖြစ်မနေလုပ်ရမယ့်ကိစ္စတွေပါအဲ့တော့ရခိုင်ပြည်နယ်မှာဖြစ်ပေါ်နေတဲ့အခြေအနေတွေကိုလွန်လွန်ကဲကဲရေးသားဖော်ပြလာတဲ့မီဒီယာတွေကိုတည်ဆဲဥပဒေတွေအရအရေးယူသွားမှာဖြစ်တယ်လို့ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြင့်စေကမီဒီယာတွေကိုပြီးခဲ့တဲ့နေ့ကနေကသတိပေးပြောကြားခဲ့ပါတယ်။ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာနောက်ကျောင်းပြန်နေတဲ့လူရဲလို့ဝေဖန်မှုတွေရှိတဲ့အတွက်မှတ်သားစရာပြောကြားချက်အဖြစ်ထုတ်နှုတ်ပြလိုပါတယ်ခင်ဗျာ။ ်တာတုံးစွဲဆောင်ဖြစ်ရှိအပေါ်မှာဆက်လာတာအဲ့ဒါရရရန်သာယူသူတို့ပြည်သူတို့ရဲ့ကိုချက်တရားနော်ဒါဒီဒီချိုးတွေနဲ့နိုင်ငံတော်လူမျိုးကြီးတရားမှုရရှိမှုကြီးဒါဒီနော်ဒါဒီကိုမဆန့်ကျင်ပါအခုကဒီဒါတော်လေးဆန့်ကျင်လာတဲ့အနေအထားဖြစ်တယ်ဒါတပတ်ကခုနပြောတဲ့ငါးချက်နဲ့စာပေအဲ့ဒါတန်ကြာရုပ်ဝိသနာနဲ့မူဝါဒတွေချတဲ့ဟာဒါတော့တန်ကြာရုပ်ပိုင်းနဲ့ သူ့ကိုချိုးဖောက်လို့ရှိရင်သူ့ရည်ယူတဲ့အပိုင်းကဟာလူရဲ့အပိုင်းရှိတယ်ဒီနေ့ကျွန်တော်တို့ဒါအုပ်ချုပ်မှုပိုင်းဆိုင်ရာနဲ့ပတ်သက်ရင်ဒီကတ်တန်းချက်တွေကိုချိုးဖောက်လို့ရှိတယ်ဒါဥပဒေရရည်ပါစာပေစီစီရဲ့မူဝါဒကို1962ခုနှစ်ပုံနေဥပဒေအရအရေးယူသွားမဲ့အကြောင်းရန်ကုန်တိုင်းဝန်ကြီးချုပ်ကပြောကြားခဲ့တာဟာမြန်မာနိုင်ငံကဒီမိုကရေစီဖြစ်စဉ်တွေနောက်ကျောင်းပြန်လှည့်တဲ့လုပ်ရဲလို့စာနယ်ဇင်းအဖွဲ့အစည်းတွေကဝေဖန်တာရှိပါတယ် ဒီဒုက္ခကြာနဲ့အတိုင်မြင်ကအေဒါနဲ့ဝါရင်သတင်းစာဆရာတူဖြစ်သူဆရာမောင်ဝင်သားရဲ့ပြောကြားချက်ကိုလည်းမှတ်မှတ်သားသားစကားအဖြစ်ပြန်ဖောက်သည်ချလိုပါတယ်ခင်ဗျာ။ဒီမှာဘုရားကျွန်တော်တို့အနေနဲ့တို့လို့ဝန်နေပါစိတ်မချမ်းသာတာဖြစ်ရပါဘူး။အခုကတော့ပြည့်စုံပြည့်ကြံတယ်နော်တပတ်ပိတ်ထားတယ်ကြားရပါတယ်။အဲ့ဒီလိုလေအမှန်တမ်းမှစိတ်မကောင်းဖြစ်ရပါဘူး။အဲ့တော့ဒီလိုဖြစ်ပြလို့ရတာကျွန်တော်တို့အခုလိုအခြေမျိုးမှာကျွန်တော်ကဘယ်လိုလုပ်ရအောင် ောထားပါတယ်အဲ့တော့တစ်ဖက်ကကျွန်တော်တို့ကခုနရေးယူပိုင်မှုရှိတဲ့ပုံစံဒီဘက်ကဆိုလို့ရှိရင်ဒါကတော့သူ့ရဲ့တာဝန်ဖို့တရားအရပြောတာဆိုတာဖြစ်ပြီးမယ်တကယ်စာနေစင်းဒုတာခွင်ဆိုတဲ့နော် press freedom ရဲ့အနှစ်သာရကိုထိခဲ့တယ်နော်ထိခဲ့စရာအကြောင်းမရှိမယ်ဆိုလို့ရှိရင်ဒါကပုံရိပ်ကိုထိခဲ့တယ်လို့ကျွန်တော်အဲ့လိုမြင်ပါတယ်ဒီတစ်ပတ်အစည်းအဝေးကိုဆွစ်ဇာလန်နိုင်ငံဂျနီဗာမြို့မှာဒေါ်ဆန်းစုကြည်ပြောကြားခဲ့တာတွေက အိမ်ဆောက်ပေးကြဖို့နိုင်ငံတကာအတိုင်းဝိုင်းကိုအကူအညီတောင်းခံလိုက်တာနဲ့အဆုံးသတ်ချင်ပါတယ်။ထိုင်းနိုင်ငံခီးစဉ်အတွက်မှာရှေ့ပြောင်းလုပ်သမားတွေနဲ့တွေ့တဲ့အခါအများပြားကဒေါအောင်ဆန်းစုကြည်ကိုသူတို့အနေနဲ့အိမ်ပြန်ခြင်းတဲ့အကြောင်းပြောခဲ့တယ်လို့ဒေါအောင်ဆန်းစုကြည်ကပြန်ပြောပါတယ်။ All of us have a responsibility ကိုအင်ကိုတိုင်းပြည်ကိုပြန်လာတဲ့လူတအူးကိုငြိမ်းချမ်းမှုနဲ့လုံခြုံမှုပေးနိုင်တဲ့နေရာတစ်ခုအဖြစ်ဖန်တီးပေးဖို့ကျမတို့အားလုံးမှာတာဝန်ရှိပါတယ်။ဒီနေရာမှာမြန်မာနိုင်ငံသားတိုင်းအတွက်စစ်မှန်တဲ့ခေလွန်ရာဆိုင်အိမ်တစ်ခုဖြစ်ဖို့အိမ်တစ်လုံးတည်ဆောက်ရာမှာလက်တွဲကူညီပေးပါလို့အားရလို့ဖွဲ့ကြီးကိုပန်းကြားလိုပါတယ်။အခုဒီမှာမမသားသားစကားများအစီအစဉ်ကတော့ဒီလောက်ပါပဲခင်ဗျာ။ကြည့်ရှုကြတဲ့အတွက်ကျေးဇူးတင်ပါတယ်။